ဟေးယောအလုံးပဲမင်္ဂလာပါကဲကျွန်တော်တို့ဒီနေ့တော့ February လ25ရက်နေ့ရက်မနေ့ပိုင်းအထူးသတိမြတ်ကိုကျွန်တော်ကလိုရင်းတူနဲ့ပထမဆုံးတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးမှနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့စကြရအောင်တော့တကြီးမြောက်နေ့တွင်အချမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ကစစ်ကောင်စီခွေခုနကောင်တည်ဆုံးဒီဟုတ်သိရပါတယ်ကောင်းလိုက်တဲ့တည်င်းနောက်တည်င်း ရခိုင်ပြည်နယ်မုံတိုမြို့နယ်ရန်အောင်ပင်ကင်းစခန်းကိုအပိတက်တင်ပရရှိတယ်လို့သိရှိရပါတယ်။ကောင်းလိုက်တဲ့တည်င်းနောက်တည်င်းမန္တလေးတိုင်းမင်းချမြို့နယ်ဘိုလုံးကျေးရွာရှိပျော်စိုတီခေါဆောင်မထေးနေအင်အပါဝင်နေရသုံးခုကိုဒရုန်းဖြင့်ပုံကျိတိုက်ခိုက်တယ်လို့သိရှိရပါတယ်။ကောင်းလိုက်တဲ့တည်င်းနောက်တည်င်းပကူတိုင်းပေါင်တီမြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုစနိုက်ပါဖြင့်ချောင်မြောင်တိုက်ခိုက်ကစစ်ခွေးတကောင်တိဆုံးပြီး တေဆုံစီတာအလောင်းကိုစစ်ခွေမြကပီတူနေအင်အတွင်ထေတွင်းကမိရှုအလောင်းဖြစ်သည်လို့သိရှိရပါတယ်။ကောင်းလိုက်တဲ့တတင်းနောက်တတင်းမကွေတိုင်းနမောက်မြောက်နဲ့ကွေးကုံဆက်သွေးရက်တမှဘုံမှုဘဆိုင်ပိကက်ခံရပြီးတေဆုံသည်သိရှိရပါတယ်။ကောင်းလိုက်တဲ့တတင်းနောက်တတင်းစကိုင်းတိုင်းကလေးမြောက်နဲ့စကန့်ရွာတိုက်ပွဲမှာ CNDF ရဲ့ဒုစစ်ဦးချောက်အပါအဝင် CNDF ရေဘော်လေးဦးကြာဆုံးသည်ဟုသိရှိရပါတယ်။စိတ်မကောင်းပါဘူး။ အခုစကိုင်းတိုင်းကလေးမြို့မှာတိတ်ပွေးတွေတအားပင်းထန်နေပါတယ်။နောက်တည်းရှမ်ပီနီတောင်ပိုင်းဟူပုံမြောက်နေမှာအချမ်းဖက်စစ်တပ် B26 ပူပေါင်းတပ်စခန်းတစ်ခုကို PNLA တင်ပရရှိတယ်လို့သိရှိရပါတယ်။ကောင်းလိုက်တဲ့တည်နောက်တည်းမွန်ပြည်နယ်ချိတ်ထူမြို့နယ်မုပလင်းလန်းဆောင်ကစစ်ကောင်စီရဲတပ်ဖွဲ့ကိတ်ကို တိုက်ခိုက်ရာ ခွေရဲ6កောင်တိစုံပြီးခွေရဲ3កောင်တန်ရရရှိတယ်ဟုသိရှိရပါတယ်။ကောင်းလိုက်တဲ့တည်နောက်တည်း လေရင်ရှင်များခုယူကြောင်းချခဲ့သည့်နေပြည်တော်စူတာတီတိတ်လေရင်အုပ်မှုဘူမှုကြီးခတ်နေသွေးကိုစစ်ကောင်စီကဆုံကုံဖွဲ့စည်း၍စစ်ဆဲမည်ဟုတည်ဆည်ရပါတယ်။ကောင်းလိုက်တဲ့တည်ရင်နောက်တည်ရင်ကိုလီမြုပ်တမြုပ်လုံးနီးပါစစ်ခွေတွေကမိရှုဖြစ်စီတယ်လို့တည်ဆည်ရပါတယ်။စိတ်မကောင်းပါဘူး။စစ်ခွေခွေးမသားတွေ February 25ရက်နေ့ရက်မနေ့ပိုင်းအထူးတည်ရင်ကတော့ဒီလောက်ပါပဲ။ကေတာစွန်းတော့ဒီဗီဒီယိုလေးနဲ့စကြရအောင်။ မင်္ဂလာပါရှင်မြမဒီနေ့ပြောပြပေးသွားမယ်အကြောင်းအရာလေးကတော့မြမတက်မတော်အတွင်းကတချို့တက်တီမှာတသားတဲ့စူဆောင်းရန်ဆိုတဲ့ခေါင်းစဉ်နဲ့ရိတ်ခါနဲ့ရိတ်ခါစူးငွေတွေကိုအလွဲသုံးစားပြုလုပ်နေကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အင်း မြန်မာတပ်မတော်ဟာ2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းတော်လှန်ရေးအင်အားစုတွေနဲ့ဖြစ်ပွားခဲ့တဲ့ထိတွေ့တိုက်ပွဲတွေမှာကြာဆုံးဒဏ်ရာရအများပြဖြစ်ပေါ်ခဲ့ပါတယ်ရှင်။တိစုံတဲ့သူတွေကိုအလောင်းပြန်ရတဲ့အခါရှေ့တန်းစစ်မြေပြင်မှာပဲဖြစ်တယ်လို့ကြေညာပြီးဒဏ်ရာရတဲ့သူတွေကမှနောက်တန်းကိုအချိန်မီပြန်ပို့နိုင်တဲ့သူတွေကိုစစ်ဆေးရုံတွေမှာစေကူတာပေးလျက်ရှိပါတယ်။ဒီတဲကဒဏ်ရာအခြေအနေစောင့်ကြည့်ဖို့လိုအပ်လို့ ဈေးအဆင့်ယာယီချထားတာနဲ့ဈေးုံရချင်းပြန်ပြဖို့လိုအပ်တဲ့သူတွေကိုနှိစက်ရာဈေးုံတွေမှာတွဲဘက်တာဝန်အဖြစ်ပေးထားတာတွေလည်းများစွာရှိနေတယ်လို့သိရှိရပါတယ်ဒီလိုတွဲဘက်ခံရတဲ့အရာရှိစစ်တီတွေကိုအပြစ်မှာပဲအေးဆေးနေပါလို့အခွင့်အရေးပေးတယ်လို့ပြောပြီးရသည့်နဲ့ရိခာနဲ့ရိခာစုံငွေတွေကိုတတသည့်စုဆောင်းရမှာလူဝေရန်အတွက်သုံးနေရလို့ထုံမပေးနိုင်ကြအောင်အတိပေးထားတယ်လို့သိရှိရပါတယ်။ တချို့အရာရှိစစ်တီတွေအနေနဲ့နိုင်ငံရေးအခြေအနေကအင်ပြန်ရလဲခက်ခဲနေခြင်းဓာတ်တင်နာတွေပါဖြတ်တောက်ထားခံရလို့အခက်အခဲအများကြီးကြုံနေရကြောင်းသိရှိရပါတယ်။စစ်စင်ရင်းနဲ့လုံခြုံရေးတာဝန်ထမ်းဆောင်နေရင်ဒဏ်ရာရရင်ကိုစေးကိုဝဲကူရမယ်ပြင်ရိခမရလို့ဘိုင်းမောက်နေရမယ်အခြေအနေကိုရောက်ရှိနေကြောင်းအားလုံးသိရှိစေဖို့တင်ပြလိုက်ရပါတယ်ရှင်။ကောင်းလေတဲ့တင်းနောက်တင်းအငုံမျိုးအမတ်တဲ့စစ်ကြောရင်းနဲ့တိုက်ခိုရေးစကန်ဘရင်တော်ကိုရောက်ရှိလာကြတဲ့ရခိုင်ပြည်နယ်စကားကကိုလက်အောက်ခံတရင်များမှာ မိခိုးတက်ကြီးရွယ်ဦးကြာကိုဦးရဲမင်53ဦးရွယ်ရောက်ပြီးသားကလေးကြာမ28ဦးရွယ်မရောက်သေးတဲ့ကလေးကြာမ22ဦးစုစုပေါင်း132ဦးတို့ဟာအကောင်းတို့ရဲ့အိမ်တော်ဦးစီးများမပါရှိဘဲအဝတ်တထည်ကိုတစ်ခုနဲ့အာဟာရများပြက်လက်ခါရောက်ရှိလာတယ်လို့သိရှိရပါတယ် လက်တလုံးမှာစိတ်ပိုင်းဆိုင်ရာအခြေအနေအရထိခိုက်အားနည်းနေပြီးဝိစဉ်ရံအတွက်အဝယ်အစားအာဟာရအတွက်အစားအစာသုံးဆွဲရန်ငွေကြေးစသဖြင့်ခက်ခဲနေပြီးတက်ချုံနဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကလုံလောက်တဲ့အကူအညီပံ့ပိုးမှုတွေမပေးတာကြောင့်စစ်ကြောရေးနဲ့တဲခွေရေးစခန်းမှာတက်မှုကိုယ်တိုင်အလှခံပေးနေကြောင်းသိရှိရပါတယ်။အင်းအောင်ဦးစီးတွေအနေနဲ့အသက်ဆုံးပြီးပိတ်ဆက်ခဲ့ကြပေမဲ့ကြံခဲ့တဲ့ဘဝတွေကတော့မျက်နှလွဲခဲ့ပြင်းတဲ့အမီလျော့ကန်နင်းကန်ဘဝတွေနဲ့အနာဂတ်မဲ့ဖြစ်နေကြပါတယ်။ ထို့သူရှမ်းမြောက်တိုက်ပွဲစဉ်တွေမှာလည်းဖခင်ဖြစ်သူအရာရှိစစ်တီတွေနဲ့မိခင်ဖြစ်သူရဲမေတွေကြာဆုံးချိန်မှာကြံခဲ့တဲ့ကလေးတွေကိုပရာဟိတမိဘမဲ့အကြောင်းတို့ရှမ်းမြောက်တိုင်းစစ်ဌာနချုပ်ရဲ့ကြီးကြပ်မှုနဲ့ပို့ဆောင်ပေးခဲ့ကြပါသေးတယ်။ဒါပေမဲ့တိုင်းမှုကတော့တစိမြင့်ရာထူးနဲ့ကဆတ်ထမှုဖြစ်သွားပါတယ်ရှင်။ကောင်းလိုက်တဲ့တည်င်းနောက်တည်င်းနောက်တည်နာတော့တာနော်ခဏလေးကြည်ပီးတက်ပြမှာပါဒါပဲဟာတာနေနေကြည်ကြပါတော့တိုင်းပြည်တွေမှာလည်းကျွန်တော်တို့လူမျိုးတွေကျွန်တော်တိုင်းရင်းသားတွေရှိနေတယ်ဟမ်အဲ့ဒါသူတို့လည်း ပြန်လာခြင်းကြတယ်အော်ဒီကောင်မင်းဟိုးသွားမနှောက်ရနဲ့လို့ဆိုပါပဲဒုက္ခပြန်လာခြင်းကြတော့ကျွန်တော်ပြန်ခေါ်မယ်လို့ကျွန်တော်ဆုံးဖြတ်ပြီးတော့ပြန်ခေါ်ခိုင်းပါတယ်အော်ဟိုးလာရောတောက်ခွန်းနဲ့စောင့်နေတယ်လာရမှာကြည့်လားကိုလူမျိုးတွေပြန်မသွားနဲ့ဒုက္ခဒုက္ခနဲ့တကယ်တော့သူတို့ဟိုးမှာဒီတိုင်းမှနေခဲ့လို့ရှိရင်ဒီလူတွေရဲ့ဘဝမြုံမှန်းချက်ကတော်တော်မတွေးခွင့်စရာဖြစ်ပါတယ်ကွဲပါပါကွဲပါပါကွဲပါပါ ။ဘာကြောင့်ကျွန်တော်ပြီးခဲ့တဲ့ပါလာပြောတချို့စီကြောက်တဲ့ချိန်မှာဟာလာမြေကြီးကိုနန်းနာတို့လက်ဥချီခရော့တာတို့ဒီလိုဖြစ်ကြတယ်။ကျွန်တော်တော့ဘလို့ပဲဖြစ်ဖြစ်ကိုတိုင်းကတော့ကိုမြန်မာပြည်ထဲကိုရောက်ပြန်ခေါ်มาပဲ။မင်းခွေးစကားတွေတိတ်ပြောတာပဲ။ပြန်လို့ပါပဲ။ဦးမလေးရှားမှလည်းဒီလိုဖြစ်ပါတယ်။မလေးကောလန်ဆော်ပြီးဆော်ပြန်နေ။မိတ်တယ်မိတ်တယ်မိတ်တယ်နော်။ကျွန်တော်ဗီဒီယိုမှာတော့ပြောင်းလိန်ပြောင်းစားဇိုမေးလင်ပါပြောထားတဲ့တစ်ချက်လောက် ဟာတားလေးတို့ကြည်အောင်တကွဲများအကြောင်းနဲ့ပတ်သက်ပြီးတော့ကြဒီသားနေတာရှိပါလိမ့်မယ်ပြည်ပြမိဒီတရားတွေလည်းအမျိုးမျိုးဒါပညာရှင်အမိခံပြီးသုံးသပ်နေတဲ့သူတွေလည်းတွေ့ရပါလိမ့်မယ်ဒီနေရာမှာတမတော်အနေနဲ့ဘလောက်ကြာသွားပြီးတော့ဘလောက်သေသွားပြီးတော့မျိုးတွေဟိုဦးစားပေးထုတ်လွှင့်နေတာဖြစ်ကောင်းတယ်ဒါပြင်ပြည်သူလူထုကိုဒါတစ်ဖက်လက်နဲ့ချင်းချောက်တဲ့အနေနဲ့အဖေနေရာတို့ပိန်းလိုက်ပြီးဖေနေရာတို့ဆက်ပြီးလုံမယ်ဆိုတဲ့ဟာမျိုးတွေဆောင်ရွက်နေတာရှိပါတယ် ။ဒီနေရာမှာကျွန်တော်တခါပြောကြခဲ့ပူပါလေ။ဘသူတွေပဲပေသေးဘသူပဲတံရရရပြပမှာနေတဲ့သူတွေပြပနိုင်ငံတွေကနိုင်ငံသားတွေတံရရတာမဟုတ်ဘူး။ပေကြီးတပြက်စီတာမဟုတ်ပါဘူး။အဲဘုံလူစရာမရှိပါဘူး။ကျွန်တော်မြန်မာနိုင်ငံသားတွေပဲပေကြီးပြက်စီတံရရတာဖြစ်ပါလေ။ဒီနေရာမှာကျွန်တော်မိကွန်းထုတ်တော့တာကဒီပြပြက် NUG CRPH အဖွဲ့ရဲ့မြောက်ပင့်ပေးမှုကြောင့်ဒီရက်မြေကန်အကျမ်းပဲ့အဖွဲ့ရဲ့ကိုရောက်သွားတဲ့ကျွန်တော်ရဲ့လူငယ်လူငယ်တွေကျွန်တော်တို့ရဲ့လူငယ်လူရွယ်တွေအဲဒီဘဝပြတ်ခဲ့ကြပြီလေဒီ CR page အမိကန်အကျမ်းပဲ့အဖွဲ့ရဲ့မြောက်ပင့်ပေးမှုကြောင့်တနက်ကန်ပြီးဒီမိုကရေစီနီလာဒီမိုကရေစီပေါင်းရသူလုပ်နေတဲ့လူငယ်လူရွယ်တွေဝင်သွားတဲ့လူငယ်လူရွယ်တွေကဘယ်လူငယ်လူရွယ်တွေနဲ့ မိဘပြည်သူတွေများအဆက်အသွယ်ရရှိပါတယ်လေဘလောက်ထိစိတ်ချမ်းသာစွာနေရတယ်ဘလောက်ထိလုံခြုံစိတ်ချစွာနေရတယ်ဆိုတော့အချိန်မျိုးကိုဘသူကတိတိကျကျများထုတ်ပေးနိုင်ပါတယ်လေဒါကိုပထမဆုံးတတိချမှာဖြစ်ပါတယ်သူတို့အနေနဲ့အကြောက်ဆုံးကတော့ညီမတွေစူးစီးညီညွတ်သွားမှာသူတို့ရဲ့အခြေအနေတွေကိုအဖြစ်မှန်ပြည်သူလူထု တိသွားမှာကိုစိုးရင်ဆုံးပါပဲအဲကောလာဟာလာအမျိုးမျိုးထုတ်လွှင့်ပြီးလိမ့်လဲနေတာဖြစ်ပါအဲဟုတ်မဟုတ်စမ်းစစ်ကြည့်လိုက်ပါနောက်ပြင်ပေးလို့တော်တဲ့ရောက်သွားတဲ့လူငယ်တွေနဲ့မိဘပြည်သူတွေဘလောက်များအဆက်အသွယ်များရပြီးပါပြီလေအဲဒီကြီးကလုံကြုံစိတ်ချကြားမှာကောင်းမွန်စွာနေရပါလေလို့အာမခံချက်ပေးနိုင်တာရှိပါပြီလေဩနောက်တော့ကျွန်တော်တို့ဒီပြည်သူစစ်မှုထမ်းဥပဒေကို စတင်ပြီး NRD ဖို့ပြဋ္ဌာန်းလိုက်တဲ့အချိန်မှာဒီပြည်ပြမီဒီယာတွေအကြမ်းဖက်အဖွဲ့တွေအနေနဲ့အားလုံးလူငယ်တိုင်းပဲခုလောလောဆယ်ပဲခုချက်ချင်းပဲတတ်သေးဝင်ရမလို့ချက်ချင်းပဲဒါစစ်စင်ကြီးတာဝန်ထမ်းဆောင်ရမလို့ဒါတွေနဲ့၆လံကြေတာရှိပါတယ်။အော်ခင်ဗျားတို့ဖတ်နေတာလေ။ပြည်သူစစ်မှုတန်းစင်ကိုရေးဘူအဖွဲ့သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့သတင်းထောက်ပြန်ရေးအဖွဲ့တွေဖွဲ့စည်းတယ်။ ပြန်ကြားပေးဖို့အတွက်ဖုန်းနံပါတ်တွေပေးပြီးဒီလူလူနဲ့ထိုက်ရိုက်ထိတွေ့ဖြည့်ရှင်းတဲ့အခါမှာဒါတွေဒီအဲမဟုတ်ဘူးအလဲကြလို့ဆောင်ရရမယ်နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုဘာကြောင့်တာဝန်ယူခိုင်းတာဖြစ်တယ်နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုဘာကြောင့်ဆောင်ရွက်ခိုင်းတာဖြစ်တယ်ဆိုတော့အဖြေမျိုးဒီလူလူစီကိုရောက်သွားတဲ့အခါမှာအဲ့ချိန်မှာတမျိုးပြောင်းပြီးတော့ကြပြည်သူလူထုကိုစိုးရိမ်ထိတ်လာမှုဖြစ်အောင်လုပ်နေရတယ်။ဟုတ်ခင်ဗျားတော်လောက်တာခင်ဗျားတော်လောက်တာ အာလူငယ်တွေဘယ်နေရာမှာပျောက်သွားတယ်တို့ဘယ်နေရာမှာဖမ်းဆီးခံရတယ်တို့အဲအဘယ်နေရာမှာအတင်းအဓမ္မစစ်သားစုဆောင်းနေပြီတို့ဘယ်နေရာမှာပေါ်တာဆွဲနေပြီဆိုတဲ့ကောလာဟာလထုတ်လွှင့်ချက်များဇက်တိုက်ဖြစ်ပေါ်လာတာကိုတွေ့ရအခြေအနေမရှိတဲ့ဟာတွေပဲဖြစ်ပါကျွန်တော်အနေနဲ့ရှင်းလင်းပြောကြားချင်တာကဘယ်နေရာမှာနာမည်ဘသူဘယ်အဖွဲ့အစည်းကလောက်ခဲ့တယ်ဘယ်နေရာမှာနာမည်ဘသူနဲ့လူငယ်တွေပျောက်ဆုံးနေတယ်ဘယ်နေရာမှာနာမည်ဘသူတွေနဲ့ လူငယ်အဖွဲ့တွေကိုပေါ်တာဆွဲသွားတယ်ဆိုတာသိရတယ်။သတင်းတိကျတယ်ဆိုရင်ကျွန်တော်တို့ပေးထားတဲ့ဖုန်းနံပါတ်များရှိပါတယ်။အချိန်ရွေးဆက်တွယ်မင်းခိုင်မှာမဟုတ်ဘူး။ဖုန်းကနိုင်ပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ကလည်းပြည်သူလူထုရဲ့လူမှုစီးပွားဘဝထုံချုံစေရေးမြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးကာကွယ်ရေးအင်အားများတောင့်တင်းစေရေးအတွက်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။အဲလိုဆောင်ရွက်တဲ့အချိန်ခါမှာဒီချင်းချောက်မှုတွေဒီစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်မှုတွေကောလာဟလာထုတ်လွှင့်မှုတွေကတော့ဒီ PDF မီဒီယာတွေ NUG CRPH အမေရိကန်အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်လက်ဆောင်ရွက်နေဦးမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကြာကျွန်တော်ရခင်ကပြောသွားတယ်လို့သူတို့အကြောက်ဆုံးကမြန်မာတွေစူးစီးသွားမှာတိတ်တယ်။ဆုံးမှန်ကို Good night တဲ့။တိတ်ကြောက်။ဟာကြောင့်လို့ကောလာဟလာလိုင်းလုံးတစ်လုံးပြီးတစ်လုံးနဲ့ဟာဆောင်ရွက်နေမှာဖြစ်ပါတယ်။ကောလာဟလာနဲ့ပတ်သက်ပြီးဒီလူလူအနေနဲ့မြင်းများဆုံးသားနိုင်ပါလေ။အချိန်မရွေးတိုင်ကြားနိုင်ပါ ဟဲ့လေခဏအချိန်ကြီးတိုင်ကြားနိုင်တယ်ပြောနိုင်တယ်လို့ကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်အဲမိဘပြည်သူများအနေနဲ့ဒီသတင်းခက်မှာပေါ်လာဟလာလိုင်းလုံးတွေလောက်ကြံဖန်တီးစိုးရိမ်ထိတ်လန့်အောင်ဆောင်ရွက်နေတဲ့မီဒီယာများရဲ့ဆောင်ရွက်ချက်များ NUG CR page အမိခံအချို့သော EEO များရဲ့၆လန့်မှုများအပေါ်မှာအားလုံးဒီမိမိရဲ့ပြညာမိမိရဲ့အတင်း အပေါ်မှာချင့်ကြိမ်နိုင်တဲ့ယန္တီနဲ့ဆောင်ရွက်ပြီးတော့အားလုံးစီလုံးညီညွတ်ကြပါစို့လို့ပြောကြလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အာကျေးဇူးဒီနဲ့ပြောင်းလင်းပြောင်းစား။အဲအကွက်တွေမိုက်တယ်အကွက်တွေမိုက်ရယ်နော်။ခုတော့ကွက်တစ်မျိုးပြန်လှည့်ပြန်ပြီပေါ့နော်။ဇိုမီလင်ပါချက်မယ်ခင်ဗျာ။ဟာတာရောပြုတ်တဲ့ဇိုမီလင်ကနော်။သူပြုတ်တဲ့မြတ်ကိုရီရှာလို့ကြီးပဲနော်။ဟာတာဆရာဇိုမီလင်လို့ခေါ်စင်ပေးလိုက်နေကွာ။ โอเคပါတော့ငချင်းတို့ဒီနေ့တော့ဒီလောက်ပါပဲเนาะကျေးဇူးများကြည့်တင်ပါတယ်ကျမကြီးခွစိတ်ကြပါ I love you all